ူမေးတဲ့အိမ်မှာဘယ်နှယောက်ရှိလဲအိမ်သားဘယ်နှယောက်ရှိလဲဘယ်ချိန်နေအလုပ်သွားတာတည်းသူကကျမကိုမေးတယ်ဘယ်ချိန်နေလုပ်သွားလဲဘယ်ချိန်နေအလုပ်ပြန်လာလဲပေါ့နော်အိမ်မှာရောဘသူတွေရှိလဲဘယ်ဘယ်နားမှာလဲအိမ်နံပါတ်ကဘလောက်လဲသူအဲ့လိုမျိုးကျမကိုမေးတာပေါ့နော်ကျမတောင်းလျှောက်တော့ကျမဖြေလာဖြေလာခဲ့တယ်ပေါ့နော် ဖြေလာခဲ့တယ် ားလုံးပဲမင်္ဂလာပါတင်ငင်ချင်းတို့ကျွန်တော်ကတော့ဆိုင်းညီပါဗျဒီကနေ့တင်ငင်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ရန်ကုန်မှာအမတယောက်ကသူ့ရဲ့အလုပ်ချိန်ပြီးသွားလို့ပေါ့နော်အင်ယူပြင်းရင်နဲ့61ကားပေါ်မှာပေါ့နော်အသက်60လောက်ရှိတဲ့ဖွားကြီးကပေါ့နော်သူ့နားကိုကပ်ပြီးတော့သူ့တူစီတူတဲ့အကြောင်းကိုပြောပြထားတာဗျ အခုကရန်ကုန်မှာစိုးရင်စရာကနော်လူငယ်တွေတင်မကောင်းတာလုပ်တာမဟုတ်တော့ဘူးဗျာနော်လူကြီးတွေပါမကောင်းတာလုပ်နေကြပြီဗျာနော်တငယ်ချင်းတို့လည်းတတိဝရိယနဲ့ရှောင်ကျဉ်နိုင်အောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဗျာကဲဒီအမတယောက်ရဲ့အတွေ့အကြုံလေးကိုမျှဝေထားတာဖြစ်တဲ့အတွက် တငယ်ချင်းတို့လည်းဒီဗီဒီယိုလေးကိုစောင့်လိုက်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်ဗျာနော်ကဲကျွန်တော်တို့အတူတူလေ့လာကြည့်ကြမယ်ဗျာနော်ဟိုကလေတူစေးကိစ္စလေးပြောခြင်းလို့ပေါ့နော် ဟိုဒုစီကိစ္စလေးညအတင်လိုက်ပြီးတော့ဟိုလာမေးကြတယ်တကယ်ရှင်းနေအောင်ကိုအကုန်လုံးကလေဘာဖြစ်ကြလဲဘာဖြစ်တာလဲပေါ့နော်ဘလို့ဖြစ်တာလဲဘာတွေပါသွားသေးလဲပေါ့နော်သူတို့အဲ့လိုမျိုးဆိုရင်ပြီးတော့လာမေးကြတာပေါ့အဲ့တော့ကျွန်မ reply လေးပြန်ပေးမျိုးဟာဟိုကျွန်မလည်းနည်းနည်းဒီလေးဧည့်သည်လာရတယ်ပါနေဆိုနည်းနည်းလေးလှုပ်ရှုပ်နေရတယ်ကျွန်မခုမှပဲပြောပြတယ်ပေါ့နော်မြန်မြန်လေးတော့ပြောလိုက်မယ်ပေါ့နော်နည်းနည်းလေးကြောင်သွားမှဆိုလို့လေဖြစ်ပုံအရကျွန်မတို့ပုံမှန်ညနေတိုင်းပဲညနေရုံစင်းတဲ့ချိန်တိုင်းရုံစင်းနေပေါ့နော်ရုံစင်းပြီးတော့ ဟိုပုံမှန်ကတော့ကျမတို့လူမျိုးညာကတယုံနေဆိုမဲ့အပေါ်ထက်နဲ့အောက်ထက်ပေါ့အပေါ်ထက်နဲ့အောက်ထက်ဆိုသူကိစ္စပြီးရင်လည်းသူပြန်နေကျမကိစ္စပြီးရင်လည်းကျမပြန်နေဟိုနှစ်ယောက်မဆောက်မှုပေါ့နော်ဒါပေမဲ့ဒီနေ့ဖြစ်ချင်တော့ကြတော့မနေ့ကဖြစ်ချင်တော့ပေါ့နော်ကျမတို့လူမျိုးညာကတူတူပြန်နေအတူတူပြန်တော့ဟိုကျမတို့ကာကိုတိုက်ကြီးကားလေးတွေတိုက်ကြီးကားလေးတွေဟိုဟို61ပေါ့နော်61တို့အဲ60 61ကားတစ်သေးလေးတွေပေါ့နော်အဲ့ကားလေးတွေစီလာတာစီလာတော့လူမျိုးညာကဟိုဗရင်ပေါက်ကတ်တဲ့နားလေးကို ကြိုက်တော့အိမ်သားလေးနေကြတာဟိုသူကလည်းတူတူမထိုင်ဘူးသူကလည်းရှေ့မှာထိုင်နေကျမကလည်းအနောက်မှာထိုင်နေလေမြန်မာနဲ့ဘရင်မောင်တာလေးမထိုင်ကြဘူးเนาะပြီးတော့ထောက်ကျန်လန်းစုံကနေပြီးတော့အတော်ကြီးတယောက်ကတက်လာတယ်သူကရှီမရှူးဆိုရင်တော့မိုင်းက50နဲ့60ကြာ55က60အိမ်သားလောက်ဝင်းချလဲလောက်ရှိတယ်တော်တော်ကျမဒီပဲပြေးကြအောင်ပေါ့เนาะသူအဲ့လိုမျိုးကြာတော့သူက ကျမမေးရတော့တက်တက်လာခြင်းပဲဖဲသွားမှလည်းတဲ့အဲ့လိုမျိုးတော့အဲ့လိုတချို့လူကြီးတွေကလည်းမေးတယ်ပြင်းပေါက်နာထိုင်နေတဲ့ခါကြလို့ရှင်ဟိုဝေးတဲ့သူတွေအဲ့လိုမျိုးမေးတော့ကျမလည်းပုံမှန်တိုင်းပဲဟိုအဲ့လိုကျမမော်ပြီလို့ပြောတယ်မော်ပြီပင်တာလေတဲ့သူကမေးတယ်အဲ့ဒါပြောတယ်ဦးလည်းတည်ရကျမမပြောတယ်မှန်းလည်းတည်ရဒါပေမဲ့ကျမဟိုသူကအဲ့လိုမေးတဲ့အချိန်မှာသူအဲ့လိုပုတ်ပုတ်ပြီးမေးရဘယ်မှနေရလဲဘာလဲဘာလဲသူအဲ့လိုမျိုးပုတ်ပုတ်ပြီးမေးရကျမစိတ်ထဲမှာလည်းမဖြေသိမှုဘာညာကျမတည်ရဒါပေမဲ့ဒီပစားကခင်မိနေကျမနေတဲ့နေရာကြီးကျမခေလိုက်တယ်ပေါ့နော် ဖြစ်ချင်တော့အာကျမကတမတမီးလေးရမုံစားချင်တယ်မမီအိမ်ပုတ်ကလေးတဲ့ကြိုက်တယ်ဝယ်ခဲ့ပါဆိုတော့ကျမကျမတို့စင်းမဲ့မှတ်တိုင်ရဲ့တမှတ်တိုင်ကိုကျမသွားဝယ်မှာအဲ့တော့ဒီမှာကျမကြံတယ်ကျမပြောထားပြီးသားအဲကိုကိုကြီးပေါ့နော်ငါကအိမ်မှာဝယ်မယ်အိမ်ပြန်ပြောလို့ရှိုင်းငယ်ထုတ်ပြီးလို့ရှိရင်ငါ့ကိုပြန်လာဂျိုလိုက်ပါ냐ကျမကျမတို့ကျမပြောပြီးသွားပြီပြောပြီးသွားပြီဆိုတော့ तू မေးတဲ့အချိန်မှာကျမပါစကဘလူးထုတ်ပါလဲကျမကမနေလဲဆိုကျမအဲ့ကျမစင်မဲ့မှတ်တိုင်ကိုကျမပြောလိုက်ကောတကိတ်ကြော်ပေါ့နော်ကျမတို့တကိတ်ကြော်ကျမပြောလိုက်ကောပြောလိုက်တော့ तू က तू လည်းအမှမစင်ပါတဲ့ သူလည်းအမှပဲဆင်းပါလေသူကအဲ့လိုမျိုးပြောတယ်ပြောပြီးတော့ဘယ်နှမနေရလဲဘာသူတမျိုးမေဘယ်လန်းလဲဘာလဲအဲ့လိုမေးတယ်ဘယ်လန်းလဲဘာမှနေရလဲဟိုအိမ်မှာလူဘယ်နှယောက်ရှိလဲတမေးသူကမေးလိုက်ကျွန်တော်ပို့ပြီးတော့ကျွန်တော်အဲ့လိုမေးတာလေပေါ့နော်သူရထူးကြချက်ပေါ့အဲ့လိုမျိုးသူအဲ့လိုပြောဆိုကျွန်မစိတ်ထဲမှာလေကျွန်မမပြောသင့်မှန်းတည်တယ်ဒါပေမဲ့ကျွန်မအကုန်ပြောတာအကုန်ပြောတာကျွန်မသူမေးရဲ့အိမ်မှာဘယ်နှယောက်ရှိလဲအိမ်သားဘယ်နှယောက်ရှိလဲ ဘယ်ချိန်နေအလုပ်သွားတာတည်းသူကကျမကိုမေးတယ်ဘယ်ချိန်နေလုပ်သွားလဲဘယ်ချိန်နေလုပ်ပြန်တာလဲပေါ့နော်အိမ်မှာရောဘယ်သူတွေရှိလဲဘယ်ဘယ်နားမှာလဲအိမ်နံပါတ်ကဘလောက်လဲသူအဲ့လိုမျိုးကျမကိုမေးတာပေါ့နော်ကျမတောင်းလျှောက်တော့ကျမဖြည်လာဖြည်လာခဲ့တယ်ပေါ့နော်ဖြည်လာခဲ့တယ်ကိုနဲ့ကားစင်းတော့ဘေးနာလူတရက်ကကိုအဲ့လိုလက်ကိုခဏခဏပုတ်ရင်တတိထားပြီးတော့ဗျာနော်အဲ့နဲ့အဲ့နဲ့ဆက်ပြောမယ်ပေါ့နော်အဲ့နဲ့သူတို့က အတူတယောက်တည်းပေါ့သူတယောက်တည်းကျမကမင်းမင်းမင်းနဲ့ကျမကဖြေးတယ်ကျမလည်းမဖြေးသင်မင်းတဲ့ကျမအဖြေမိတယ်ကျမအိမ်မှာအမေကဘလို့ဖြစ်နေရဲမဟုတ်နော်အမေကဒီဖြက်နေတယ်ကျမအဲ့လိုဖြေးလိုက်တယ်ပြီးကြလို့ရှင်ကျမတို့လေမယောင်တဘမဆင်းလာလဲဆိုကျမတို့ရှစ်မိုင်ပေါ့နော်အဲ့လိုပြောတယ်လှုပ်ချိန်တွေကဘဲချိန်တွေလဲတဲ့သူအဲ့လိုမေးတော့ကျမတို့ကလည်းကိုးဟိုပေါ့နော်ကိုးနိုင်ရည်9နိုင်ရည်ပေါ့အဲ့လိုမတူလဲပြောပြောပြောအဲ့ဖွားကိုကျမပြောပြောဖြစ်တယ်ပေါ့နော်ပြောဖြစ်သူကဘယ်လမ်းမှာဆက်ကအလိုလိုထွက်နေရပေါ့နော်အဲ့ချိန်မှာကျမနည်းနည်းလေးပေါ့နော်မဟုတ်သေးဘူးဆိုတော့ကျမ တိတိလာတယ်ပေါ့နော်ကျောင်းစိတ်ကတိတယ်ဒါပေမဲ့ညီမဖြေနေလीနော် ဖြေတော့သူညီမလမ်းမရဲ့ညီမညီမကျမရဲ့လမ်းနဲ့ကျမချော်ပြီးကျမသူ့ဖြေလိုက်တယ်ကျမလမ်းနဲ့မဲတော့ကျမမဖြေဘူးအဲသူကဟို ဘာလဲသူအမမေးတယ်အိမ်နံပါတ်ဘယ်လောက်နေတယ်ကျမတို့အိမ်နံပါတ်မေးတယ်အဲ့ဒါအဲ့ဒီဘာလို့ဖို့လဲလို့ကျမကမေးလိုက်တော့အော်တဲ့ဟိုနောက်သိလို့ရှိရင်လာပြီးတော့တဲ့မေးလို့ရအောင်လို့ပေါ့တဲ့အိမ်နံပါတ်ကဘယ်လောက်လဲဆိုကျမအိမ်နံပါတ်မကြသေးဘူးကျမတို့ရက်ကွက်ကလို့ဆိုတော့လေဟဲတဲ့အိမ်နံပါတ်ကြပါတယ်တဲ့အဲ့ရက်ကွက်တရားတဲ့ तू तू သိပြီးသားသတိပြီးသားမို့လို့ကျွန်တော်တမန်မေးလာအဲ့ရက်ွက်တရားတဲ့ကြပြီးသားပါတဲ့ကြပြီးသားပါတဲ့ဆိုတော့လေ၅ရက်တစ်ခွဲ့ပေးတာလေတဲ့အိမ်နံပါတ်တရားကြပြီးသားတဲ့ဆိုတော့ ကြသည်ဘူးလို့ကျမအိမ်ကကျမအိမ်ကြသည်ဘူးလို့တမီးကအဲ့လိုဖြေးလိုက်တယ်ဖြေးလိုက်ဖြေးပြီးတော့ကျမစိတ်ကမှလေကျမကိုဖုန်းတယောက်ယောက်ဆက်ပါသေးကျမဖုန်းတယောက်ဆက်သူနဲ့စကားကျမမပြောချင်တော့ဘူးသူကအမေးနေတော့ကျမကိုတက်ကလေးပုတ်ဖို့ပြီးကျမကိုသူကမေးနေတော့အဲ့ချိန်မှာဖြစ်ချင်တော့ကျမမှာကျမကိုဖုန်းဆက်တယ်ဖုန်းဆက်သူအိမ်ကိစ္စလေးသူကပြောတဲ့အချိန်မှာကျမဖုန်းမချပါသေးနဲ့ဆူတောင်းပြီးတော့ကျမမကိုကျမလည်းတော့တခြားစကားနဲ့ကျမပြောရှေ့အောင်ကျမစွဲပြီးပြောပါတော့နော်မတိုင်မရောက်ခင်မှာ ပြလိုက်ပြောအနီးလို့အနီးဆင်းမှလားမဆင်းရင်လည်းဖယ်လို့သမီးဆင်းမယ်လို့ဆိုတော့သူကလေဆင်းမယ်လေးတဲ့တူတူဆင်းမယ်လေးတဲ့တူတူသွားမယ်လေးတဲ့ဆိုတော့လေအတူတူမသွားဘူးလို့ကျမဝယ်ပြရရှိသေးတယ်ဆိုရတယ်တဲ့သူစောင့်မယ်တဲ့ပြလားအဲ့နဲ့အနီးလည်းအနီးသွားလို့ကျမလည်းကျမသွားလိုက်မယ်ကျမလည်းကျမသွားမယ်လို့ကျမကျမဖုန်းပြောနေတယ်လို့သမီးကအဲ့လိုပြောတော်တော်ဆူဆူတိတာပါနော်အလားကြတော့အဲ့ဆိုရင်ကျမတို့ ဟာသမီးနေအောင်နေအောင်နေအောင်မို့တော့အဲ့လိုတင်းကျမကားပေါ်စင်းနေကျမသူကခေါ်တာကျမသူ့လည်းမကြည့်တော့ဘူးကျမတငယ်ချင်းရှိတယ်အဲ့ဆင်းဆင်းချင်းမကြောက်တငယ်ချင်းရှိတဲ့ဆိုင်တော့ကျမဝင်လိုက်တယ်ပေါ့နော်ဝင်လိုက်တယ်ကျမတငယ်ချင်းကတော့မရှိပါဘူးဒါပေမဲ့ကျမဝင်လိုက်တယ်အတိတဘောမျိုးနဲ့ကျမဝင်လိုက်တာပေါ့ချားစည်းဝင်တယ်ဘာညာဆိုတဲ့ပုံစံမျိုးကျမလှုပ်လိုက်တယ်အဲ့ကျမပြန်လာပြီးတော့ကျမကျမယောက်ျားလာကြည့်တော့ကျမသူ့လမ်းပေါ်မှာပြောပြရင်ကျမတအားကြောက်တာ ဒါတော့အေးပြောင်းလာတယ်ကျော်တကားတွေပိတ်အဖေနဲ့မိနဲ့ကိုလည်းခေါ်အဖေနဲ့မိနဲ့ဟိုဘာနော်ဘယ်သူမှမဖွင့်မင်းနဲ့တကားဆိုလည်းအလူခံလာလို့ရှင်လည်းမထဲနဲ့အခုခေတ်ကြီးကမယုံရဘူးနော်ကိုတွေကလေဟိုကြောက်ဖို့ကောင်းကြောက်ဖို့ကောင်းတဲ့နေရာမှာနေနေရအဲ့လိုဖြစ်နေမှာနော်အဲ့ဒါနဲ့ဟိုဘယ်သူမှလည်းမဖွင့်မင်းနဲ့တမီးနဲ့တည်ရလို့ပြောလိုက်လို့ရှင်လည်းတမီးကိုဖုန်းရင်ဆက်ပြီးမှတကားဖွင့်မင်းဘယ်သူမှတကားမဝင်ဆုံးကျမအစော်ကြီးပြန်ရောက်တာဟိုကျမတကားကြီးတော်ရခက်အိမ်တကားကြီးပြေးပြီးကျမအဲ့လောက်ထိကြောက်ညလေကြောက်ကျမ အဲ့လိုလည်းမရဘူးကျမရင်းနေလက်လက်လက်တုံးကိုကျမခေါင်းတွေလည်းမူးမူးမြမူးပြီးအန်ချင်တယ်လို့မျိုးပြောကျမသွေးပေါင်ချိန်တိုင်းတယ်သွေးပေါင်ချိန်တွေတိုင်းတော့သွေးပေါင်ချိန်တွေကတက်လိုက်ကြလိုက်အဲကျမညကြတော့ဘာဖြစ်လာလဲဆိုတော့ကျမဟိုစိတ်လေးချောက်ချာကျမနေလို့ထိုင်လို့လည်းမကောင်းအဲကျမအိမ်မှာသွေးပေါင်ချိန်သက်ရှိတော့ကျမသွေးပေါင်ချိန်သက်တိုင်းနေငါသွေးများတူနေလားပေါ့နော်ဆိုသွေးတူလားဆိုသွေးရ140ဖြစ်တယ်တရလီတဲ့ဖြစ်နေတယ်ကတကယ်နောက်တစ်ခါပြန်လိုက်တော့139ဟုတ်ပြီအဲ့ဒါကျမခဏလေးနေလိုက်တယ်ခဏလေးနေပြီးတော့နောက်တစ်ခါတန်းလိုက်တော့ကျမမှာ130 တရားတွေ့ရလေခုနေတိုးလိုက်အခုနေချလိုက်အဲ့လိုမျိုးဖြစ်တာဟိုကျမလေးဒီနားကကျမဒီလက်နာလေးကျမအောင်းနာပေါ့နော်ကျမပေးပုံလေးပြကျမအောင်းနာကျမအဲ့ရနေဒီမှလေးဟိုစိတ်ထိုးအဲ့လိုပုံစံမျိုးပေါ့စိတ်ထိုးအဲ့လိုပုံစံမျိုးကျမဖုန်းကတိတ်မကောင်းရှင်ကျမပြချင်တာတိတ်လားကျမပြချင်တာဖုန်းကတိတ်မကောင်းအဲ့မှာဒီလိုမျိုးစိတ်ထိုးအဲ့လိုနေရာလေးကျမတွေ့ရကျမနားမလေးကျမဒီနေ့ပြဒီနားလေးကမမာကြီးပေါ့နော်အဲ့လိုမျိုးဖြစ်လား မမကြီးဖြစ်နေတာပါတော့ကျမအာကျမယောက်ျားတော့ကျမမနေ့ကမှပြအောင်ပါဆိုတော့ तू ကတော့နင်းဥပတ်တန်ကြောင့်ဥပတ်ဖြစ်မယ်ဘာမှမဖြစ်ပါဘူးနေစိတ်တည်းထင်လို့ပါ तू ကတော့ကျမကိုဖြန့်ဖြည်းကျမကမဖြန့်ဖြည်းနိုင်ဘူးကျမတအားကြောက်တယ်ပေါ့နော်အဲ့တော့ဟိုဟိုကျမကပြောမယ်ဆိုကျမ तू အဲ့ဒါပြောအောင်ကျမကလေရွှေလဲဝတ်ထားလဲမရှိဘူးကျမငကလည်းမရှိဘူးကျမဆွဲကြိုးလဲမွတ်ထားကျမလက်စွပ်လဲမွတ်ထားဘာမှလဲကျမမွတ်ထားမယ်သူကျမကိုတို့ပြီးတော့ယူစီရလဲဘာမှမရှိဘူး အဲ့တော့မဲသူကလည်းပစ္စည်းတွေကြောင်းလဲသူကမေးတာမို့ကျမအိမ်ကြောင်းပဲသူအဓိကကျမအိမ်ကြောင်းပဲသူတော့ရှောက်မေးတာပေါ့နော်တမထင်တာကတော့သူတို့ကတော့ခုခုတော့ရှိမယ်ပေါ့နော်အချိန်ဆက်တော့ရှိမယ်ထင်တယ်အဲတယောက်ထဲတော့မှဖြစ်လာဘူးနော်ယူပြီးတော့ကျမကိုတူသေးနဲ့တူပြီးယူသွားလာရုံသွားတယ်ဆိုလို့ရှိရင်လည်းဒီကျမကလည်းဘာမှမရှိပါဘူးရွှေလည်းမရှိဘူးငွေလည်းမရှိဘူးဒီတိုင်းမဲ့သွားရလို့ဆိုခကြီးခါကြီးကလည်းမကောင်းဘူးနော်ဆိုတော့ဟို တ်ဆန်ရေးတိတ်ပဲပါတာပတ်ဆန်ရေးဆိုလဲပတ်ဆန်ကိုကျမဟိုခါဖုန်းကပန်းလိုက်ခံရတယ်ကကျမပတ်ဆန်ကို2000ပြည်ကျမပိုမထည့်ဘူးအဲ့တော့ဖုန်းဝယ်ဒီကဥစားပေးနေနေကျမလက်ထဲမှာကင်ထားတာပါပြီလို့ဖုန်းအပါမခံနိုင်တော့ဘူးအဲ့တော့ဟိုပတ်ဆန်ပါသွားလဲ2000လောက်ဆိုကိစ္စမရှိဘူးဆိုတော့လေဟိုအခုဟာရကြတော့အဲ့လိုမျိုးကိုယ်စီမှာရှိတဲ့ပစ္စည်းဖြစ်စရာကိုလိုချင်လို့ရေလို့သူတို့ရေမဟုတ်တော့သူတို့ကအစ်မြင့်သွားပြီသူတို့ကအိမ်နေထိလိုက်ပြီးတော့အဲ့လိုလောက်တဲ့အစ်ဖြစ်သွားပြီတော့ အော်အဲ့ဒီမှာသူကတခုကြံခဲ့သူကျမအဲ့လိုပြောနေပြောနေချိန်မှာသူတောက်ဆောင်ပြီးဟဲ့ဖေးလေးပါအဲ့လိုသူကျမအဲ့လိုဆွဲဆွဲလဲလဲတွေပါသူလို့ကျမကိုမေးရကျမယောက်ျားရှေ့ကမသိဘူးတော့တချမ်းလေးပဲချမ်းလာကျမယောက်ျားကျမမသိဘူးသူငကြက်တက်ထားလဲဖြစ်ချင်းဖြစ်မှာပေါ့နော်အဲ့ဒါကျမလေးစိတ်ထဲမှာနည်းနည်းလေးအဲ့လိုလေးကျမကဖုန်းလာလိုက်တဲ့အချိန်မှာကျမနည်းနည်းအာယုံပြန်ရသွားလားမသိအကျမကျမယောက်ျားကျမပုတ်ပြီးဟဲ့ယောက်ျားယောက်ျားယောက်ျားနင်ငါ့ကိုပြီးလာကြုံနော်နင်ငါ့ကိုပြီးလာကြုံနော်ကျမအသွင်သွင်ပြောတာပြောလဲပြော အော်တဲ့တယောက်တည်းမဟုတ်ဘူးလားတဲ့ယောက်ျားပါတာလားတဲ့သူကလည်းမြင်ဟုတ်တယ်လို့ကျမယောက်ျားရှေ့မှာပါတယ်လို့သမီးကအဲ့လိုပြောလိုက်တယ်ကျမအဲ့လိုပြောလိုက်တယ်ပေါ့နော်အဲ့ချိန်မှာသူကျမကိုဆက်လဲမပုတ်တော့ဘူးစကားလည်းဆက်ပြောဒါပေမဲ့ဆင်းမယ်ဆိုလို့ရှင်လေတူတူဆင်းမယ်တူတူဆင်းမယ်ဒါပေမဲ့ကျမယောက်ျားအရင်ဆင်းသွားတာကိုအရင်ဆင်းသွားလေတူတူဆင်းမယ်တူတူဆင်းမယ်နဲ့သူအဲ့လိုတော့ပြောတာပေါ့နော်အဲ့တော့ဟိုတော့ကရပိုင်ဖြစ်နေလဲမသိဘူးကြောက်ဖို့တော့ကောင်းတော့လေအကုန်လုံးဆင်ကျင်ရအောင် ကဲကျွန်တော်တင်ငယ်ချင်းတွေအားလုံးဗီဒီယိုလေးကတော့တလောက်ပါဗျာနော်ဒီဗီဒီယိုလေးကိုနားထောင်ပြီးဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တင်ငယ်ချင်းတို့လည်းပို့ဟုသူတာတစ်ခုခုရကြလိမ့်မယ်လို့ကျွန်တော်တို့ထင်နေဗျာနော်ကိုတကယ်လို့ကားတွေဘာတွေစီးကိုရဲ့ဘေးနားကိုလာထိုင်တဲ့လူကိုလုံးဝသတိထားဗျာနော်လက်တီလာပုတ်တာတို့ဘာတို့အမဆိုရင်နော်သူ့လက်မှာတန်ရာတွေစီးထိုးအဲ့လိုမျိုးတန်ရာလေးကျန်နေခဲ့တယ်နော်လက်ကိုလာပုတ်တဲ့အချိန်မှာသူ့ရဲ့လက်မှာအပ်ပါပါလာတယ်ထင်တယ်နော်ဒီအဖွားကြီးမေးလိုက်တဲ့စကားမှန်တယ်ဗျာနော်။သူကအော်တိုဖြည်နေတဲ့ပုံစံမျိုးဖြစ်နေတယ်ဗျာနော်။ ဆေးနဲ့တို့ပြီးတော့မေးနေတာပေါ့ဗျာနော်အိမ်ဒီပါတွေသိရင်သူတို့ရဲ့အပေါင်းအပါတွေဂရုတွေနဲ့ပေါ့နော်အနုချမ်းစီးတာတို့ဘာတို့တောင်ဖြစ်သွားနိုင်နေဗျာနော်အခုကတော်တော်ကြီးကိုကြောက်ဖို့ကောင်းပါတယ်အဲဒါကြောင့်တငယ်ချင်းတွေလည်းအထူးသတိရှိကြပါဗျာနော်တငယ်ချင်းတို့ပြောစရာအကြောင်းအရာလေးရှိရင်ကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့ပါအောင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒါလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ဗျာ